ဟုတ်ကဲ့ချစ်ရှုနေတဲ့လူချင်းမင်းများအားလုံးအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော် sharing လုပ်ပေးသွားမှာကတော့ဒုတိယကမ္ဘာစစ်ဖြစ်တုန်းကဂျပန်ပြည်ဘရင်ရဲ့စိတ်တက်လေးကိုပဲကျွန်တော် sharing လုပ်ပေးသွားခြင်းပါတယ်လက်ရှိတိုင်းပြည်သူပြည်သားများနဲ့လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူချင်းမင်းများအားလုံးအားလုံးပေါ့နော်အတူယူနေမယ်ဆိုလို့ရှင်တိုင်းပြည်အတွက် လူမျိုးဘာသာတာနာအတွက်ဘလောက်ထိများကောင်းနေမှာလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ sharing လုပ်ပေးသွားတာကျွန်တော်လွန်ခဲ့တဲ့၈လတော့ကျွန်တော်ပြောဖို့ပါတယ်။ဒီပြောဆိုရင်ကျွန်တော်ကိုစပြီးတော့တိခဲ့ကြတယ်။ဆိုရင်မမှားပါဘူးကျွန်တော်လူတွေကစတိခဲ့ကြတာပေါ့နော်ကျွန်တော်ကိုဆိုတော့ဒုတိယကဘာစစ်တုံးကနိုင်ငံနိုင်ငံတိုင်းမှာ ျပန်စစ်သားတွေစစ်ပွဲစဉ်နွယ်လာတာကိုသိကြမှာပါနော်ဆိုတော့ဒီစစ်ပွဲစဉ်နွယ်လာတဲ့အပေါ်မှာဂျပန်ပြည်ကဘလောက်ထိဆိုးရွားလဲဆိုတော့သူအမေရိကန်ကိုတိုက်ခိုက်တာတကယ်တကယ်မိုးရွာသွင်းချတယ်လို့ပဲဘုံတင်းများနဲ့အမေရိကန်ကိုတိုက်ခိုက်ခဲ့တယ် တိုက်ခိုက်ခဲ့တဲ့ပုံမှာအမေရိကန်ပြည်သူတွေမြောင်းများစွာတင်းနဲ့ချင်းနဲ့တည်သွားတယ်။နောက်တစ်ခုအမေရိကန်ရဲ့အလက်နက်စစ်ကားနေစားရဖြစ်အကုန်လုံးရှုံရှုံခဲ့တယ်။အမေရိကန်မရှုံရှုံတာတခုကဒက်စီရေနံပေါ်လေဒါတခုကသူ့အတွက်မရှုံရှုံခဲ့ဘူးဒါတခုကဂျန်ခဲ့တယ်။ဂျန်ခဲ့တဲ့အတွက်အမေရိကန်ကအင်တာမှာကံကောင်းတာပေါ့နော်။အခက်တုံးကတော့ ဒီအိုင်းစတိုင်းပေါ့လေအိုင်းစတိုင်းကဆိုတော့ဂျပန်ကဖြစ်ဖြစ်နဲ့အချင်းကဆိုးလာတယ်ဘလုံးမရက်တမှုမရှိခဲ့ရက်တမှုမရှိခဲ့တဲ့အတွက်ကြောင့်အမေရိကန်ကလည်းဂျပန်ဟာငောင်းလုံးမရတော့မယ်ဆိုပြီးတော့သူကစဉ်းစားလာတယ်နကိုဂရက်နဲ့ဂျပန်ကိုအမေရိကန်ကကလေးစားချီချင်တာမှလက်ကရားနေတာအဲ့တော့ အမေရိကန်မှာလည်းနျူကလ িয়ার ဘုံးပြီးမြောက်ခါစသူမှရှိခဲ့တယ်။ရှေ့တဲ့ဂျပန်ကောင်ကဘယ်လိုကလက်စားချင်မလဲဆိုသူစဉ်းစားတယ်။နောက်ဆုံးကြတော့ဂျပန်ဟာအဆင်မပြေတော့ဘူးဟာ။တိုက်မရတော့မယ်ဆိုပြီးတော့သူ့ရဲ့အာနုဘုံတုံးချပြီးတော့ဂျပန်တိုချိုမြို့ကိုတော့ငမဲ့ခြေချလိုက်တယ်။ခြေချလိုက်တဲ့ပုံမှာ တစ်စက္ကန့်3မိနစ်အတွန်းမှာပဲဂျပန်သူဂျုံမျိုးတစ်ခုလုံးပြာကျခဲ့တယ်။ပြာကျသွားတော့နော်။စပင်းမောင်းသွားတဲ့သူကလည်းပြာကျ။ကားမောင်းသွားတဲ့သူကလည်းပြာကျ။ကားတိုင်းစရရစစပင်းစကုန်းကုန်းပြာကျတာ။ဘလော့တီအနုဘုံကပြင်းလဲဆိုတာ။နော်။အဲ့ဒါဂျပန်ပြည်သူတွေကလည်း တာနာချီနဲ့တစကအတူမှာပြာကြကုန်ရောပြာကြကုန်တဲ့အတွက်ကြောင့်နိုင်ငံနိုင်ငံတိုင်းမှာရှိတဲ့ဂျပန်စစ်သားတွေကလည်းအားလုံးအားလုံးတည်သွားတယ်မကြခင်မှာဘာကြောင့်လဲဆိုတော့အတိတ်ကဂျပန်စစ်သားတွေကိုထောက်ပုတ်ရေးလုပ်နေတဲ့နေရာဈေးဝါအစားအသောက်လက်နက်ကြိယာထောက်ပုတ်ရေးလုပ်တဲ့နေရာကို အမေရိကန်ကပုံကျဲချလိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီဂျပန်စစ်သားတွေလည်းဗိုက်စာတွေသူကဗိုက်စာပြီးတီးအချင်းချင်းမတဲလို့ဟိုတတ်တယ်သူကတတ်ကြဟာလာအဲ့တီးရအဲ့နောက်ဆုံးတော့ဂျပန်စစ်သားတွေအကုန်လုံးအကုန်လုံးတီးရတယ်တီးတဲ့ပုံမှာအမေရိကန်ကဘာပြောလဲဆိုတော့ဂျပန်ခမည်းတော်နောက်ထပ်စစ်ပွဲဆင်နွှဲဦးမှာလားခမည်းငိန်ချမ်းရဲ့ယူမှာလား စဉ်းစားဆိုပြီးတော့ပြောလာတယ်။ငင်းချင်းကြီးမอยู่ပါကငါတို့ဘုံနောက်ထပ်ချဲမာနော်ဆိုပြီးတော့ပြောလာခဲ့တယ်။အဲ့တော့ဂျပန်ဘယင်းဘယင်းကလည်းစိတ်ကူးလေးပါပေါ်လာခဲ့တယ်ဆိုတော့အော်ငါတို့ဦးတယောက်ကြောင့်တိုင်းပြည်ကိုတော့အရှုံးရှုံးမခံနိုင်ဘူး။ငါတို့ဦးတယောက်ကြောင့်ပြည်သူပြည်သားတွေကို အရှုံးရှုံးမခံနိုင်ဘူးနောက်ထပ်အရှုံးရှုံးမခံနိုင်တော့ဘူးဆိုတဲ့စိတ်ကလေးကဂျပန်ပြည်ဘရင်ကျက်နှလုံးသားထဲကိုစီးဝင်လာခဲ့တယ်အဲ့တော့အော်ငါဟင်းချင်းကြီးပဲယူမယ်ကွာနောက်ထပ်အဲ့လိုမျိုးအဖြစ်မျိုးတော့မခံနိုင်တော့ဘူးဆိုပြီးကဲအမေရိကန်ကျွန်တော်တို့ငင်းချမ်းကြီးယူမယ်ဆိုပြီးတော့သူတို့နေဆက်မှာငင်းချမ်းကြီးယူခဲ့ကြတယ်နော် တကယ်လို့တာအဲ့ဒီချိန်မှာဂျပန်ပြည်ဘရင်ကငင်းချမ်းကြီးမယူခဲ့ဘူးဆိုရင် အခုချိန်မှာကျွန်တော်ညီမတို့နိုင်ငံတကာကဂျပန်ဆိုပြီးတော့ဂျပန်ဆိုပြီးတော့မော့ကြည့်ပါမလားခင်ဗျားတို့စဉ်းစားကြည့်နော်ထိုနည်းတူပဲကျွန်တော်တို့လက်ရှိတိုင်းပြည်အုပ်ချုပ်နေတဲ့သူကဂျပန်ပြည်ဘရင်ရဲ့စိတ်တက်လေးကိုအတူယူနေမယ်ဆိုတော့အော်ငါကြောင့် တိုင်းပြည်အစင်းရဲ့ဒုက္ခမကန်စေချင်တော့ဘူးတိုင်းပြည်သူပြည်သားများတိုင်းတပားမှာဂျွမ်ဖြစ်နေမတော်စေချင်တော့ဘူးငှားကြောင်ပဲဖြစ်ပါလားဆိုပြီးတော့စိတ်တက်ကလေးကျပံပြည့်ရဲ့ဘရင်စိတ်တက်လေဝန်တွားမယ်ဆိုလို့ရှိရင်ဘလောက်ထိများကောင်းနေပါလဲမင်းအောင်နိုင်အတွက်ပေါ့နော်ဘလောက်ထိကောင်းနေပါလဲ အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးသွားတာပါအဲ့တော့ဒီစစ်ပွဲဖြစ်တဲ့အရေးမှာနော်ဒုတိယပါစစ်ဖြစ်တဲ့အရေးသိကျင်နေဆိုလို့ရှင်ဒီရွှေဥတော်ဒုတိယအတွဲစာအုပ်ကိုခင်ဗျားတို့ဝယ်ပြီးတော့ဖတ်ကြပါဒီထဲမှာ1945ခုနှစ်တုန်းကဘလိုဖြစ်ခဲ့လဲညီမပြီးမှာဟို အိန္ဒိဆိုလည်းဆုံခွာပြီးထပ်ပြီးဟာလာကားရီဆိုလည်းအကောင်းစားကားရီဆိုလည်းပိုင်ရှင်မဲ့ဖြစ်သွားကုန်စိတ်ကြိုက်မောင်းလို့ရတယ်စိတ်ကြိုက်အဲ့လူအိမ်ကနေလို့ရတယ်ခက်ကြီးဖြစ်နေတယ်နော်အဲ့တော့ဒီစာအုပ်ကိုဝယ်ဖတ်မယ်ဆိုသိနိုင်ပါတယ်ကျွန်တော်ဒီစာအုပ်ကိုလွန်ခဲ့တဲ့၈နှစ်၉နှစ်လောက်ကဝယ်ဖတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တော်များများဒီနာမည်ကြီး အဲစာရေးဆရာတွေရဲ့ဝတ္ထုတွေကိုကျွန်တော်ဖတ်ပစ်ခဲ့တယ်အဲ့တော့ဒီကျဲအတွေးခေါ်ဒီနဲ့ကျွန်တော်ကိုယ့်အကိုလေ့လာထားတဲ့အတွေးခေါ်ဒီနဲ့ကျွန်တော်စူးစီးပြီးတော့လက်ရှိကြည့်ရှုနေတဲ့လူချင်းမင်းများအားလုံးအားလုံးစဉ်ကိုကျွန်တော် sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်အားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြလို့ပါတယ်